မစီမံဆိုတာအမြင့်ဆုံးအကြီးဆုံးပေါ့နော်ဟမ်မီနီမမ်ဆိုတာကအနေဆုံးအငယ်ဆုံးပေါ့အဲ့တော့ increasing and decreasing fashion increasing fashion နဲ့ decreasing fashion ဘယ်ချိန်မှာ increasing fashion ဖြစ်ပြီးတော့ဘယ်ချိန်မှာ decreasing fashion ဖြစ်မလဲဟုတ်လားအဲ့တော့အဲ့တိုးတော့ဝိုင်းတိုးမယ်ဆိုလို့ရှိရင်ဆရာတို့က increasing fashion ဖြစ်ပြီးတော့ ိတ်တိုးပြီးတော့ဝါရရော့သွားမှာလို့ရှိရင်တော့ decrease in function ဖြစ်နော်အဲ့တော့နော်အိတ်တူးက h1 နဲ့ကြီးမယ်ဆက်လို့ alpha h နဲ့ y နဲ့ကဘာလို့လဲဆိုတော့ဒီတူပဲနော် alpha နဲ့ y နဲ့ကဒီတူပဲ y ကိုတူ alpha alpha အိတ်တူးက alpha h1 နဲ့ကြီးမယ် ိတ်ကလည်းကြီးမယ်ဝိုင်းရလည်းကြီးမယ်ဆိုလို့ရှိရင်ဒီကောက်ကိုဘာဖန်ရှင်လို့ခေါ်မယ်ဆိုလို့ရှိရင် increasing function လို့ခေါ်တယ်နော်အဲ့ဒီ show လို့ဝိုင်းရိုးရင်အခုဒီဖြစ်ရှိနေတယ်။အခုဒီဖြစ်ရှိနေတယ်။အဲ့တိုးလို့ဝိုင်းလို့ရှိရင် increasing fashion လို့ပေါ့အဲ့ကောင်လေးကိုဆရာတို့ increasing fashion လား decreasing fashion လားဆိုတာဘယ်လိုစမ်းသပ်မလဲဆိုလို့ရှိရင်ဆရာတို့အရင်ဦးဆုံး effort အကိုဘာလို့ရမလဲဆိုရင်ရှိတ်လို့ရ effort အကိုရှိတ်လို့ရရမယ်ပြီးလို့ရှိရင် HDR ဆိုလို့ရှိရင် A နဲ့ B နဲ့ကြားထဲမှာ open interval A နဲ့ B နဲ့ကြားမှာဘာဖြစ်လဲဆိုလို့ရှိရင်ရှိရရှိလိုက်တဲ့ကောင်က0နဲ့ကြီးမယ်ဆိုလို့ရှိရင်ဆရာတို့က increasing fashion ဖြစ်ပြီးရှိနေတဲ့ကောင်က ဇီတိုးတဲ့ငယ်မဲ့ဒီလိုဆိုရင် decreasing function ပဲเนาะအဲ့တော့ဒီ union ဒီကောင် increasing function လား decreasing function လားဖြစ်ဖို့အတွက် effort a ကိုဘာလုပ်ရမလဲဆိုရင်ရှေ့ရမယ် effort ကိုရှေ့လိုက်တဲ့အခါမှာဇီတိုးတဲ့ကြီးမဲ့ဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်လဲဆိုလို့ရှိရင် increasing function increasing function ုတ်နော်အဲ့မှာသူတို့ရှိရင်ကျွန်တော်အဲ့ကလေးကသူတို့ရှိ open interval လို့ခေါ်တယ်ဒီနေ့ပြရကြပါအဲ့တော့ဒီမှာပုံလေးထဲမှာကြည့်ရသလိုရှိရင်ကျွန်တော် H1 ကနေပြီးတော့ဘုဘောက်ကိုတောင်းမယ်ဆိုရင်ဘာဖြစ်သွားမှာလဲဆိုရင်ကြီးသွားတိုးသွားဟာ H1 ကနေပြီးတော့ညာဘက်ကိုသွားတဲ့အခါမှာ H2 သွားတဲ့အခါမှာကြီးသွားတယ်ဒါလို့ကျွန်တော် F4 H1 ကလည်းပဲကျွန်တော် F4 H2 ဆိုတော့အပေါ်ပါပြည့်တယ်ဆိုလို့ရှိရင်တက်ပါဒါဆိုလို့ရှိရင် H ကျိုးသွားလို့ရှိရင် H ကညာဘက်ကိုကျိုးသွားတဲ့အခါမှာ F4 H1 ကြီးကအပေါ်ဘက်ကိုပါပြည့်တယ်ဆိုရင်တက်သွားတယ်ဒါဆိုလို့ရှိရင် H တိုးလို့ရှိရင်ဒီကောင်ကပါပြည့်တယ်ဆိုရင် Y တိုးတယ်ဒါကိုဘာလို့ခေါ်လဲဆိုလို့ increase in tension ဟုတ်လားဒီလိုလေးပဲဆရာတို့အဲ့တို့အဲ့တို့တို့ဝိုင်းတို့လို့ရှိရင်ဘာဖြစ်လဲ increase in tension ဟာကိုအဲ့ကော increase in tension လား decrease in tension လားဘယ်လိုစမ်းသပ်လဲလို့ရှိရင် alpha အကိုဆရာတို့ဘာလို့ရမလဲဆိုရှိတ်လို့ရမှာရေဆိုပြီးလို့ရှိရင် open interval a နဲ့ b နဲ့ကြားမှာဘာဖြစ်လဲဆိုလို့ရှိရင်ရှိရရှင်းလိုက်လို့0နဲ့ကြီးပဲဆိုရင်ဒီကောင်ကဘာဖြစ်လဲဆိုရင် equilibrium function လို့ခေါ်တယ်နော် ေတာဝဲဆိုတာဒီ A နဲ့ B နဲ့ကြားထဲမှာဘာဖြစ်မလဲဆိုရင် H1 လို့ H2 လို့ဘာဘာဖြစ်နေရမလဲဆိုလို့ရှိနေတာဟုတ်ကဲ့နော်အခု A2 greater than H1 H2 တော့ level why are F for A2 less than F for H1 H2 ပြီးတော့ why ရောလို့ရှိရင်ဒီကောက်ကိုဘာဖြစ်ရှိလို့ပုံမဲ့ဆိုရှင် decreasing fashion အဲ့တိုးပြီးတော့ဝိုင်းရောလို့ရှိရင်ဒီကောက်ကို decreasing fashion လို့ပေါ်ပြီးတော့အဲ့တိုးမယ်ဝိုင်းတိုးမယ်ဆိုလို့ရှိရင် increasing fashion ပေါ့အဲ့တော့အဲ့တိုးလို့ဝိုင်းရော decreasing fashion အဲ့ကတိုးပြီးတော့ ဘာရရောနေမယ်ဆိုရင်သူ့ကိုဘာလို့ခေါ်လဲဆိုရင် depreciation အဲ့ကောင်လေးကိုဘယ်လိုဆရာတို့စမ်းသပ်ကြည့်မယ်ဆိုလို့ရှိရင်ရေဦးသော effort ကရှင်းလို့ရမယ်ပြီးလို့ရှိရင် open interval A နဲ့ B နဲ့ကြားထဲမှာဘာဖြစ်လဲဆိုလို့ရှိရင်ရှိနေတာအဲ့ effort ကိုရှင်းလိုက်တဲ့ apply or AG က zero တက်ဘာဖြစ်နေမယ်ဆိုရင်ငဲနေပဲဆိုလို့ရှိရင်ဒီကောင်က decreasing fashion ဝီဇင်ဖက်ရှင်ဖြစ်တယ်။ဘူမန်အင်တာဗင်ဒီပုံမှာဟုတ်ကောအဲ့ကောဇာတို့ H1 နေပြီးတော့ A2 ကိုညာဘက်ကိုသွားတဲ့အတွက်ကြောင့်မပစ်သွားရဲဆိုရင်တိုးသွားတယ်။ဒါမဲ့ A ကတိုးသွားတော့လည်းပဲ F ကဘာဖြစ်လဲဆိုရင် F1 နေပြီးတော့ F2 ဆိုပြီးအောက်ကိုဘာဖြစ်လဲဆိုရင်ဆင်းသွား နော်ဝိုင်တွေကဘာဖြစ်လဲဆိုဆိုလို့ရှိရင်ကျော့သွားအိတ်တိုးပြီးတော့ဝိုင်ရောလို့ရှိရင်ဒီကောင်ဘာဖြစ်ရင်လဲဆိုရင် decreasing fashion အဲ့ကောင်ဘလို့စမ်းတာလဲဆိုလို့ရှိရင် FY ကိုရှိတ်လိုက်မယ်ရှိတ်လိုက်တဲ့အခါမှာ0တက်နေလို့ရှိရင်ဘာဖြစ်လဲဆိုတော့ decreasing fashion ဆိုတာဖြစ်နားလဲအဲ့ဆိုရင်ဇာတ်လို့ increasing fashion နဲ့ decreasing fashion ပြန်လို့ပြောဘယ်လိုလဲအိတ်တိုးလို့ဝိုင်တိုးလို့ရှိရင်ဘာပါမှာရှိ increasing fashion increasing fashion increasing fashion ဖြစ်ဖြစ် เนาะကျောက်ဘလို့စမ်းသပ်မလဲဆိုလို့ရှိရင်အရင်ဦးဆုံး effort ကိုရှင်းလို့ရအောင် open a ဒါပဲ a နဲ့ b နဲ့ကြားမှာ h တရားပါပဲလို့ဆိုရင်ရှင်းရအောင် effort ကိုရှင်းလိုက်တဲ့အခါမှာ apply of a ကြီးက0တဲ့ကြီးမဲ့ဆိုလို့ရှိရင် increase function ဖြစ်ပြီးတော့ apply of a ကြီးက0တဲ့နေလို့ဆိုတော့ decrease function ဖြစ်ကြောက်အဲ့ဒီကဘယ်လိုလုပ်လဲနော်ဟုတ်ကဲ့ဟုတ်တယ်ဗျာ example 4ကရှိုးတက်တက်တည်ပြဗျာ the function alpha is equal to a square plus 1 here is decreasing on the interval x less than 0 x less than 0မှာဆိုလို့ရှိရင် decreasing ဖြစ်ကြောင်းသတိပြပြီးတော့ and increasing on the interval a greater than 0မှာဆိုလို့ရှိရင် increasing ဖြစ်ကြောင်းမလုပ်ပြရမှာဆိုရင်သတိပြပြီးတော့ပြီးတော့ function alpha ကြီးဟာ လက်တန်0မှာဆိုရင်ဒီ decreasing ဖြစ်ကြောင်းသက်သေပြပြီးတော့အဲ့ greater than 0မှာဆိုလို့ရှိရင်ကျတော့ increasing ဖြစ်ကြောင်းမအားလုပ်ပြလို့ရှိရင်သက်ပြပြအဲ့တော့ increasing decreasing ဖြစ်ဖို့ဆိုလို့ရှိရင်ကျတော့ဒီကောင်ကြီးကိုအရင်ကဘာလို့လို့ရအောင်လဲဆိုရင် shape လို့ရရှင်းလိုက်တဲ့အခါမှာ apply of atr 0တဲ့ကြီးမဲ့ဆိုလို့ရှိရင် increasing ဖြစ်ပြီးတော့ apply of atr 0တဲ့ငယ်မဲ့ဆိုလို့ရှိရင် decreasing ဖြစ်နော်အဲ့တော့အပေါ်ပေးလိုက်ဒီကောင်ကြီးလိုက်မယ် a f o r a x equal to a square plus 1တို့ရှင်းလိုက်တဲ့အခါမှာ apply of a equal to a ရှင်းကြတယ်ရှင်းပြီးသွားလို့ရှိရင်ဆရာတို့ interval ဆိုတဲ့ဂျာပိုင်းလေးသိရဒီကောင်ကစိတ်ပူစရာမလိုသူ့အတူပေးထားတယ် on the interval h less than 0မှာဆိုလို့ရှိရင် decrease ဖြစ်ကြောင်းသတိပြန်ပြအဲ့တော့ဒီလိုရေးလိုက်တယ် on h less than 0မှာ ့ h လက်တန်0ဆိုတာ0တက်ငယ်တယ်ဆိုတော့8တန်ပိုးတွေကဘာတွေပဲဖြစ်နေပြီဆိုရင်အနှုတ်တွေပဲဖြစ်နေ minus တွေပဲပါဖြစ်နေဆိုရင်ဖြစ်နေအဲ့တော့ဒီမှာဆရာတို့ကဒီတိုင်းဒီမှာဆိုလို့ရှိရင်8တန်ကိုမသိတဲ့အတွက်ကြောင့်ဒီကောင်က increasement decreasement မသိဘူးဒါကြောင့်မို့ဆရာတို့ interval ဆိုတာသိရ interval ဆိုတာ तू ကပေးပြီးသားတယ် on h လက်တန်0ဆိုပြီးတော့ပေးရတယ်ဒါတန်ဒီလိုမှာဆိုလို့ရှိရင် apply of h equal to 2 h ဲ့ H နဲ့ပါဆရာတို့ဘာကိန်းနေလဲသွင်းရမလဲဆိုဘလုတ်ကိန်းနေလဲသွင်းမယ်ဆိုလို့ရှိရင်ဒီကောင်ကြီးက Afran ရဲ့ H ကဘာဖြစ်သွားလဲ Decreasing အနုတ်တန်ဖိုးတွေဖြစ်ပုံအနုတ်တန်ဖိုးတွေဆိုတော့ဘာဖြစ်လဲ0တဲ့ဟဲ့ဘာဖြစ်လဲဒါကြောင့်မလို့ဒီ function ကြီးကဘာဖြစ်လဲဆိုရင် Decreasing ဖြစ်တယ်နော်အားကြောင့်လို့ထို့ကြောင့်လဲ f is f is decreasing squeezing on ဘာဖြစ်လဲအိတ်ကဒီတိုးတဲ့ငယ်တဲ့ခါမှာဘာဖြစ်လဲ squeezing ဖြစ်တယ်။နောက်တစ်ခုကျတော့ increasing ပြည်အောင်တက်တည်ပြောပြရမယ်အိတ်က greater than 0တဲ့ကြီးတဲ့ခါဟုတ်လားအဲ့တော့ဆရာဒီမေးလိုက်မယ် on အိတ်က greater than 0ဖြစ်တဲ့ခါမှာ apply of h equal to 2h အိတ်က0တဲ့ကြီးတဲ့ဆိုတော့ကိုယ်တွေကဒီကောင်ကဘာဖြစ်နေလဲဆိုအပေါင်းဂိမ်းနေဖြစ် နေရာမှာဘာတွေ့တွေ့ကျတော့ဘာဖြစ်မလဲဇီရိုနဲ့ကြီးပါတယ်ဟုတ်လားဝမ်းတွေ့နဲ့2 2ဆိုတာဇီရိုနဲ့ကြီးပါပဲ2တွေ့နဲ့4ဇီရိုနဲ့ဘာဖြစ်လဲဆိုရင်ကြီးပါတယ်အဲ့တော့ apply of 8ဆိုတဲ့ 2h ကဇီရိုနဲ့ဘာဖြစ်လဲဆိုရင်ကြီးအဲ့တော့ apply of 8ဆိုတဲ့ကောင်းကြီးကဇီရိုနဲ့ကြီးတဲ့အတွက်ကြောင့်ဒီ function က increasing function ဖြစ်နော်ဒါကြောင့်ဒီတို့ကြောင့် f is increasing decreasing or they are less rich. H, we got that too much rich. The following graph, our graph, one, graph one, two, are, state or open in the bay. No? where the function is increasing ဘုဘာကဘယ်နဲ့ပဲကြားမှာဆိုလို့ရှိရင် increasing ဖြစ်ပြီးတော့အားကနံပါတ်2 state or urban either way where the function is decreasing ဘယ်နဲ့ပဲကြားမှာဆိုလို့ရှိရင် decreasing ဖြစ်မယ်ပေးထားတဲ့ grant တစ်ခုမှာဆိုလို့ရှိရင်ကျားတို့ကဘယ်နဲ့ urban either way ဘယ်နဲ့ပဲကြားမှာ increasing ဖြစ်ပြီးတော့ဘယ်နဲ့ပဲကြားမှာ decreasing ဖြစ်မလဲနော်ဒါကိုပြောထားတယ် အဲ့တော့ဆရာတို့ open interval ဆိုတာဒီဘိုင်းလေးပြပါကြာ interval open interval နဲ့ close interval ဘိုင်းကိုကြည်ကြည်ပြန်ပြောပြတာเนาะ open interval ကိုဘယ်လိုရေးရဆို open interval ဆိုတာ java เนาะ java ခုနကစောစောဆရာပုံမှန်ဆွဲတာတူ a နဲ့ b နဲ့ java ထဲမှာ h1 နဲ့ h2 ပါပြောလို့ဆိုလို့ရှိရင်ရှိဒါ open interval open interval ဆိုတာကိုဘယ်လိုရေးလဲ a နဲ့ b နဲ့ java ရှိတယ်ဆိုလို့ရှိရင် a ပေါ်မှာ ဆိုပြီးတော့လက်သေးကိုင်းရဲ့ပါတယ်ကိုင်းကိုပန်းအင်တာဗယ်ကိုလက်သေးကိုင်းနဲ့ယူပြီးတော့ close အင်တာဗယ်ယူလို့ရှိရင်ဒီတော့ကိုင်းနဲ့ပါတယ်ကိုင်းဒါဒီပို့စာပြီးသွားတော့မှနောက်ပိုင်းတွက်ကြတော့မှဆရာကြည်ကြည်ပြန်နေပြတာကိုပန်းအင်တာဗယ်ဒါနဲ့ပဲကြောင်မှရှိရသလိုရှိရင်လက်သေးကိုင်းနဲ့ရေးတယ်၊တင်တဲ့ပြီနဲ့ကြောင်မှရှိမယ်သူရှိအေးကော်မှာဒီဆိုပြောပါပဲဆိုရှင်။ဟာ။ဒါကိုကြည့်လိုက်တဲ့အခါမှာ တို့က increase ဆိုလို့ရှိရင် increase ရပါဖြစ်တယ်ဆိုရင် attack ဟုတ်ကဲ့ decrease ဆိုလို့ရှိရင်ဘာဖြစ်လဲကျတက်နေတဲ့ကောင်လေးနဲ့ကျနေတဲ့ကောင်လေးကဘယ်နဲ့ဘယ်နဲ့ကြမှာရှိတယ်အဲ့ရအပြည့်စင်နံပါတ်ဝါလေးဘာနံပါတ်ဝါလေးနံပါတ်ပုံနံပါတ်1အတွက်နံပါတ်1နော် ဲ့တော့ increase ဆိုတာဘာဖြစ်လဲဆိုရင်တက်တာ decrease ဆိုတာဘာဖြစ်လဲဆိုရင်ကျအဲ့တက်နေတာလည်းကျနေတာကဘယ်နဲ့ဘယ်ကြားထဲမှာရှိတယ်ဥပ္ပယတာအဲ့တက်တဲ့ကောင်ကောင်ဘာဖြစ်လဲဆိုရင်တက်တာဟုတ်တယ်နော်ဘောကကောင်တက်တာကျတာနောက်ဘာဖြစ်လဲကျအဲ့တော့ဒီတက်နေတဲ့ကောင်ကြီးကဘယ်နဲ့ဘယ်နဲ့ကြောင်းအောင်ရှိပြီဆိုသူ A နဲ့0ကြားထဲမှာပါလေဆိုသူ ဆောင်ရနော်နံပါတ်1ကဘာဖြစ်လဲဆိုရင်တက်နေတဲ့ကောင်ကြီးကဘယ်နဲ့ပဲကြားမှရှိနေဆို A ပေါ်မှာ0 sorry A ကောင်မှာပါဘယ်ကြားမှရှိနေလဲ0ကြားမှတစ်ခုရှိနေတယ်နောက်တစ်ခုတက်နေတဲ့ကောင်ကြီးကဘယ်နဲ့ပဲကြားမှရှိစီနဲ့ဒီနဲ့ကြားမှရှိဒါကို open interval လို့ခေါ်တယ်ဒီကောင်က point coordinate ဒီကောင်ကိုနော် interval အဲ့ကောင်ရဲ့နောက်တစ်ခုကဘာပြန်မှရှိမယ်ဆိုလို့ရှိရင် C, D မှာရှိတယ်။အာနံပါတ်1ပြည့်နော်။နောက်ကနံပါတ်2ပြည့်။နံပါတ်2ကဘာဖြစ်လဲ။ decreasing ကျနေတဲ့ကောင်နော်။ဒီပုံပုံတစ်ကိုပဲဆရာတို့ပြောပြီးရေးပြလိုက်နော်။ကျနေတဲ့ကောင်နော်တက်တယ်။ကျတဲ့ကောင်ဒီကောင်ပါ။ဒါတခု။ဒီမှာနေမဟုတ်ဘူးဆရာတို့ဘယ်ထိကြာနေတဲ့ကောင်ဘာပဲရှိ ်တစ်ခုပဲရှိဟာအဲ့ဒါဘယ်နဲ့ဘယ်နဲ့ရောင်းရလဲဆိုလို့ရှိရင်ဒီရဲ့စီရဲ့ရောင်းမှာလားဒီလိုနဲ့စီရဲ့ရောင်းမှာ0နဲ့0နဲ့စီနဲ့ဘာဖြစ်လဲဆိုရင်ရှားတယ်ပေါ့ဒီကောင်ကဘာဖြစ်လဲဆိုလို့ရှိရင် decrease တဲ့နော်နံပါတ်ဘီဒီ decrease အတွက်ကပုံနံပါတ်1အတွက် decrease အတွက်ကဘာဖြစ်လဲ0နဲ့0.5စီစီနဲ့ရှားတယ်မှာဘာဖြစ်လဲနားလဲလားနားလဲလား ဟုတ်ကဲ့အခုပုံလေးအတွက်ပုံလေးအတွက်ဓမ္မအေးဓမ္မအေးတက်တက်ကောင်တက်တက်ကောင်တွေကဘာရှိမဲ့ဆိုရင်ငါတို့ခုရှိမဲ့ကြာမဲ့ပြီးလို့ရင်ဘာရှိမဲ့ငါတို့ခုရှိမဲ့တက်မဲ့ပြီးလို့ရင်ဘာတက်မဲ့ငါတို့ခုရှိကောင်တွေတက်မြန်မာပြည်မြန်မာအဲ့တော့နံပါတ်အေကပုံတူရဲ့နံပါတ်အေက increase တက်တဲ့ကောင်ပဲလက်ပဲနေကြမှာရှိတယ်။ဒီလက်ပြီးလက်ကြားမှာတခုရှိတယ်။ရေးကောမှာဒီဆိုတာတခုရှိမယ်။နောက်ကဘယ်လက်ပဲနေကြမှာရှိတယ်ဆိုစီနဲ့ဒီနဲ့ကြားမှာနော်။စီနဲ့ဒီနဲ့ကြားမှာတခုရှိတယ်။စီနဲ့ဒီနဲ့ကြားမှာတခုရှိတယ်။နောက်တစ်ခုဘယ်မှာရှိမယ်ဆိုရင် E နဲ့ F နဲ့ကြားမှာတခုရှိတယ်။ E နဲ့ F နဲ့ကြားမှာ E နဲ့ F နဲ့ကြားမှာတခုရှိတယ်။ဒါလည်းဒါလည်းနော် ဟုတ်ပြီနောက်ခုနံပါတ်ပြီအတွက်ဆရာတို့ကပါတယ်ဒီ reason ကြားတဲ့ကောင်လေးကိုဆရာတို့ကဘာလို့ပြင်ရှာပြီးပြင်နံပါတ်ပြီအကြနံပါတ်ကနံပါတ်ကိုရှိမယ်ဟာလားနောက်ခုဘာမှရှိမယ်ဆရာဘာတို့ရှိမယ်လဲဒီမှာ ကြံငယ်ဟုတ်ပဲနော်သိချာကြည့်တယ်နောက်တစ်ခုကနံပါတ်ဘီက decreasing အတွက်ဆိုလို့ရှိရင်ဘယ်မှာရှိပြီလဲဒီမှာတစ်ခုရှိပဲဘီနဲ့စီချာထဲမှာတစ်ခုရှိပဲဒီကောမှာစီချာထဲမှာတစ်ခုရှိမယ်နောက်တစ်ခုဘယ်နဲ့ဘယ်ချာထဲမှာရှိဒီကောမှာ e ဒီကောမှာ e ဖြစ်မလားဒီကောမှာဒီကောမှာ e ရဲ့မှာပါဖြစ်တယ်ဆိုရင်တစ်ခုရှိမယ်ဒီကောမှာ e မှာတစ်ခုရှိမယ်နောက်တစ်ခု ဘာရှိ app ကောမှာဂျီမာတခုရှိ app ကောမှာဂျီဝါရတာအဲ့တော့ဂျော်လေးကိုဒီကျွန်တော်ရောနေပါဆိုဒါကဘာဖြစ်လဲဆို is equivalent ဒီကောင်ဘာဖြစ်လဲ is equivalent ရောဘာဖြစ်လဲ is equivalent power is decreasing နားလည်တော့ဆောင်နော် increasing ဆိုတော့အတက် decreasing ဆိုတော့ဘာဖြစ်လဲဆိုရင်ကျနေတဲ့ကောင်အဲ့တော့ open ada ပဲဆိုတာဆရာတို့လက်သေးကွင်းနဲ့ရေးပြီးတော့ဘယ်နဲ့ပဲကြားပါလားဆိုလို့ရှိရင် comma လေးခံပြီးတော့မလုပ်ပြလိုက်လို့ဒီရေးပြလိုက်နားလည်နားလည်